စ်တပ်ကိုတမင်ကိုကလူတွေမုန်းစေခြင်းမုန်းသွားစေခြင်းလေဆိုတဲ့စိတ်နဲ့တမင်ရွေးချယ်ရှိရှိတဲ့အဲ့လိုလုပ်လို့ပြောလို့ရတယ်ဒါတော့ရွေးချယ်ပေါ့ကွသူ့ရွေးချယ်ပေါ့ရှင်တို့ခွေးလို့တော့အသိဉာဏ်မရှိဘူးအချားနိုင်တာခွေးရေကျွန်တော်တို့လူတွေရေကျွန်တော်တို့လူမျိုးတွေအသက်တွေလာကဲနေတာရှင်တို့မြင်ရှင်တို့အဲ့ဒီခွေးလို့တော့အသိဉာဏ်မရှိဘူးကျွန်မပြောလိုက်ရှင်တို့ခွေးတွေလောက်တော့အသိဉာဏ်မရှိဘူးဟိုင်းချာရမြဝပီတူညကိုမနမမများအားလုံးမင်္ဂလာပါ news pitch channel ကနေပြန်မပြန်လဲချုပ်ဆိုလိုက်ပါတယ် 2025ခုနှစ်အပရလတရနေ့ညခင်ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ကျွန်တော်ဒီနေ့ညမှာလည်းနောက်ဆုံးရရှိထားတဲ့ပေါ့နော်တော်လန်သတင်းတွေနဲ့ဂလီမင်းနဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေကိုတင်ဆက်ပေးသွားမှာမလို့ကျွန်တော်တို့ဗီဒီယိုကိုစဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့သတင်းအတိုလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့နေပြည်တော်ကိုဘူပြူပြီးတော့မှအင်အား၄တမကိုအစဉ်ရှိတဲ့ငလင်းလောက်ခတ်သွားတဲ့ဆိုတဲ့သတင်းဖြစ်ပါရစေ။ ဒီနေ့ဧပြီလ3ရက်နေ့မွန်းလတနားရီ7မိနစ်ခြေနေပြည်တော်ပိုပတိရီမြို့နယ်ရဲ့မြောက်အရှိမြောက်ဘက်9မိုင်ခန့်ကွာဘိုးဘူးပြူပြီးတော့မှအင်အားရစ်ချစ်စတာစကေးလေးရတမကိုဆင်ရှိမြင်ကလင်လှုပ်ခတ်သွားတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဆိုတော့အခုချိန်ရတော့ပါနော်ဒီအင်အားပြင်းကလည်း9ရတမ9အဆင်ရှိတဲ့ငလင်လှုပ်ခတ်ပြတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲတယ်လို့မျိုးငလင်ငယ်တွေစစ်တိုက်ဆိုသလိုလှုပ်ခတ်နေတာပြမမကြခင်ရပိုင်းထိပေါ့နော်ဒီလိုမျိုးဖြစ်ပေါ်လာနေတဲ့အနေအထားတရက်ကိုကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ စကိုင်းမြင်းကလေးကြောင့်မြို့အတွင်း80ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့ပြီးတော့မှစစ်ကောင်စီရဲ့တပ်မ33အတွင်းမှာအဆောက်အုံတွေပျောချပြီးတော့မှတေဆုံးမှုတွေရှိနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြင်းမြင်းအနေနဲ့ကတော့တပ်အဝင်မှုအိုးနဲ့တပ်မျက်နှာစာချန်စီယိုတွေအကုန်ပျောချသွားတယ်။အဲ့ဒါတွေကိုပြန်ကာဖို့အသေးအံလုပ်နေကြတယ်။ယူဆော့ထီတွေလည်းကလင်းလို့တဲ့ရဲ့မှငိန်သွားပြီးတော့မှအခုပြန်ကင်းလဲနေတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစကိုင်းမြို့မှာရှိတဲ့ပါနော်။တပ်မ33ထက်စစ်ခွေးတွေကတော့ခုဆိုရင်တေရတောင်မှ ယူတာတန်သူတို့အနေနဲ့တချို့တာတွေတော့မလို့ရဲပဲနဲ့ကျွန်တော်တို့ PDF တွေဝင်တိုက်မယ်ဆိုတဲ့တရင်တွေချပြပြချမှာပဲခုဆိုရင်ကြောက်လို့တွေတုံနေကြတာပဲဖြစ်ပါတယ်။စကိုင်းမျိုးပေါ်မှာဆိုတော့ကျွန်တော်တို့ပြီးသူတွေကယ်ဆယ်ရေးလုပ်ငန်းတွေအရောင်းကိုလိုအပ်နေတာပြမပါပါတော့။ကျွန်တော်ခုဆိုရင်ပြပကနေပြတော့မှရောကက်ဆေးဖွဲတွေပူပေါင်းပြတော့မှလှုပ်ဆောင်နေတာလို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ကယနီပီဘောလခဲမျိုးနဲ့ဝမ်မလန်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်တင်ပိုက်ခဲ့လို့စစ်ကောင်စီဘက်ကတတအလောင်းလေးလောင်းနဲ့လက်နက်ခဲယံတင်းစရရှိခဲ့ပြီးတော့မှတော်လိုက်တဖို့ဝင်တအူးချဆုံးခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့ဒီဝမ်မလန်စခန်းကိုတုံးဟာလောက်ဝင်တိုက်ပြီးပြီး2023ခုနှစ်2024ခုနှစ်တွေတုန်းကဝင်တိုက်ပြီးပြီးမရဘူးမလ28နှစ်ကမနေ့6နိုင်ကနေ7နိုင်ခွဲလောက်ထိအလောင်းလုံးနေတဲ့အချိန်မှာပစ္စည်းအင်အားနည်းနည်းနဲတာပေါ့အဲ့ဒါကြောင့်နည်းနည်းပြန်ဆုပ်ပြီးတော့မှနားထားတယ်။ပစ္စည်းတွေဖြည့်လူရင်အားခွဲလို့ရင်းနဲ့မလ29နှစ်မှာသူတို့ညကြီးစွန့်ခွာသွားကြတာထင်တယ်။ မလ30အနည်းမှာပြန်ပြီးတော့မှဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစကန်းထဲမှာပြောင်းကုန်ပြီစကန်းထဲကနေအလောင်းလေးလောင်းရတယ်ခြေမျိုးစားနေနဲ့ပေါက်ပါရတယ်များတော့မများပါဘူးအဲ့ဒီလောက်ပဲရတယ်ဆိုပြီးတော့မှ KAC ရေချုပ်ဘူးမှုကြီးပေါ့နော်ဘုံနိုင်ကနေပြီးတော့မှပြောဆိုထားတာဖြစ်တယ်ဆိုတော့စစ်ခွေးတွေကတော့ငလင်းလုတ်ပြတာနဲ့ပေါ့နော်စကန်းကနေပြီးတော့မှဆုတ်ခွာထုတ်ပြတာတွေအခုဆိုရင်ကြုံတွေ့နေရတာဖြစ်ပြီးတော့မှကျွန်တော်ကြာခင်မှာတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နေကုန်းဟာဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီငလင်းကက်ဆဲလုံငန်းတွေလုတ်ပြတာနဲ့ တခါတဲ့အပြီးတော့ဖို့ရှိတာဖြစ်ပါတယ်မျောလိုက်နေနဲ့ခုကလေးကသူ့ရဲ့ဒီခွေးပလင်ပေါ်တင်ထိုင်နေတာကိုဆင်းဆင်းမဆင်းဘူးဆိုတော့ဗောနော်တော်လိုင်းရဲ့ဘော်တွေကတော့အပြီးချိန်မယ်ဆိုပြီးတော့မှအန်ချိန်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဗောနော်ရုံမှာရန်စမ်းမှုတွေနဲ့နိုင်ငံရေးစီရေးရမြောက်လိုက်တော့အစုကနေပြတော့မှအမျက်ထုတ်ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကို NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရပို့ကိုသူဖြစ်ရပါတော့။ဦးနေပုံလိုက်ပြောစကားလေးကျွန်တော်စာပြတော့မှကြည့်လိုက်ရအောင်။အကြံဖက်စစ်ကောင်စီဟာ လက်ရှိဖြစ်ပျက်နေတဲ့ငလျင်လှုပ်ခတ်မှုတဘာဝဘေးဒဏ်ကိုအခွင့်ကောင်းယူပြီးစစ်ရေးနိုင်ငံရေးအမျက်ထုတ်မှုတွေပြုလုပ်လာနေတာတွေ့ရတဲ့အတွက် ပြည်သူလူအနေနဲ့ရောကူညီကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေကြတဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ရောမိမိတို့ရဲ့လုံခြုံရေးကိုအထူးဂရုပြုကြဖို့လည်းအထူးသတိပေးပါရစေ။အကြံဖက်စစ်ကောင်စီဟာပြည်သူအာဏာကိုမတရားလုယူထားတဲ့တရားမဝင်အစုအဖွဲ့ဖြစ်တဲ့တည်းတိုင်းပြည်ကိုကောင်းစွာစီမံအုပ်ချုပ်နိုင်တဲ့အခြေအချင်းလည်းမရှိတာကြောင့်အခုလိုတဘာဝဘေးအန္တရာယ်တွေကိုကြုံတွေ့ရတဲ့အခါမှာမြန်မာပြည်သူလူထုဟာ ထိခိုက်ဆုံးရှုံးမှုတွေပုံများခဲ့ရပါတယ်။ဟွန်းပြည်သူအစိုးရဖြစ်တဲ့မြို့သားညီရေးအစိုးရအနေနဲ့ပြည်သူလူထုကိုတနိုင်ငံလုံးတိုက်တာနဲ့ကုညီကယ်ဆယ်နိုင်တဲ့အသိဉာဏ်ပညာလူဝင်အားနဲ့စီမံခန့်ခွဲနိုင်စွာရှိပေမဲ့စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေထဲကပြည်သူတွေကိုတော့ကုညီနိုင်မှုအခွင့်မတားတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်လည်းအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက်ငလျင်ဘေးတင်တဲ့ဒေသတွေမှာမြို့သားညီရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်ကတွေပြီးထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရန်နာထားမှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေထဲကမြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင်မြို့သားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရှိတဲ့စီဒီအန်ကျွမ်းကျယ်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလင်းဘေးတဲ့ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အတန်းဖက်စစ်တပ်ဟာငလင်းလှုပ်ပြီးချိန်တွေမှာပဲရှမ်းပြည်နယ်နောင်ချိုမြို့နယ်၊သခိုင်းတိုင်းချောင်းမြို့နယ်၊ပဲခူးတိုင်းဖြူးမြို့နယ်၊ကချင်ပြည်နယ်ဗမော်နယ်၊မကွေးတိုင်းစလင်းမြို့နယ်တို့ကခြေရာတွေကို လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာတွေ့ရသလိုစစ်ကြောင်းထိုးတာတွေရွာတွေကိုမီးရှို့တာတွေကိုလည်းမရက်တန့်ခဲ့ပါဘူးဒီလိုလေရင်နဲ့ဘုံကျဲလက်နက်ကြီးနဲ့ပြစ်ရွာတွေကိုမီးရှို့ဆိုတဲ့ကိစ္စရက်တွေဟာငလျင်မလောက်ခတ်ခင်ကတည်းကနေစဉ်ရက်ဆက်ပြုလုပ်နေခဲ့တဲ့ကိစ္စရက်တွေဖြစ်ပါတယ်လူ့ကိုယ်ဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရအကြမ်းဖက်ဆဲအုပ်စုဟာရသားပြည်သူတွေရှိရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု1090ကြိမ်ပြုလုပ်ခဲ့ပါတယ် ဒီငလျင်တန်းကြောင့်ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေများစွာတိတ်ဆုံးခဲ့ကြရပါတယ်။ဒီငလျင်မတိုင်ခင်လေးနှစ်ကျော် ကာလအတွင်းမှာလည်းမင်းအောင်လိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကြောင့်ပြည်သူ6468ဦးတိတ်ဆုံးခဲ့ရပြီးအဲ့ဒီအထဲမှာကလေးသူငယ်ပေါင်း945ဦးပါဝင်ခဲ့ပါတယ်။ဒါတော့ဗောနော NUG ဘက်ကနေပြည်မှာစစ်ကောင်စီရဲ့ကျွန်တော်ပြည်သူတွေဘေးဒုက္ခကြုံတွေ့နေရတဲ့အချိန်မှာတောင်မှရစေရောမမိုးရဲ့ရက်သက်မသွားဘဲနဲ့ဗောနော်ပူပြီးတော့မှတုံမြင်လို့ဆုံလာတဲ့ဆိုတဲ့အကြောင်းကို နိုင်ငံတကာအဖွဲ့တွေသိရှိအောင်ပြောဆိုထားတာဖြစ်တယ်ဆိုတော့မြောက်လိုင်းတို့အုပ်စုနေနဲ့ပေါ့နော်ဒီလိုမျိုးဆေးရဆိုးမှုပေါင်းများစွာကျွလွန်ထားပြီးတော့မှတဖက်မှာတော့သူတို့နေနဲ့ဒီပြည်သူတွေရပေါ့နော်အကူအညီတအားလို့နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒီခွက်ခေါက်ပြေတော့မှတောင်းစားနေတာကိုကျွန်တော်တွေ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံတကာဖွဲ့စည်းတွေနဲ့လည်းတေချာလေးကိုဆစ်ဆစ်ပြီးတော့မှပေါ့နော်မြေပြင်မှာကျွန်တော်တို့ပြည်သူတွေဘယ်လိုမျိုးခံစားနေရတယ်ဆိုတော့သူတို့ကိုယ်တိုင်ကွင်းစင်ပြီးတော့မှ သိရှိတင်တာဖြစ်တယ်အခုဆိုရင်စစ်ကောင်စီအနေနဲ့ပြည်သူတွေကိုလုံးဝမကူညီဘဲနဲ့ပေါ့နော်လေကြောင်းတိုက်ခိုက်မှုတွေဆက်သက်ပြီးတော့မှလှုပ်ဆောင်နေတာကိုကျွန်တော်တွေ့တာမဟုတ်လို့မကြခင်မှာတော့မြောက်လိုက်လို့အုပ်စုရပေါ့နော်ဒီလိုမျိုးပြည်သူတွေပုံမှာရစ်ဆက်ကြမ်းကြုတ်မှုတွေနဲ့ဂျီနိုဆိုက်ကိုနိုင်ငံတကာအဖွဲ့စည်းတွေကနေပြီးတော့မှချက်ချက်မှန်မှန်နဲ့ပေါ့နော်ကင်တော်ဖြေရှင်းနိုင်မလို့မျှော်လင့်ရတာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ကျွန်တော်ငလင်မေးတန်တင်ပြီးသူတွေကိုပေါ့နော်တရားလို့တော့ရှင်းနေသူဖြစ်တဲ့ဝူဂျီမြတ်နဲ့ပြတော်ဘယ်လိုမျိုးအားပေးစကားအမှားစကားတွေပြောထားလဲဆိုတာကျွန်တော်စစ်ပြတော်မှကြည့်လိုက်ရအောင်နော်လူငယ်ကြီးမသေးသေးဘူးဆိုတာကွာလဲတဲ့အနာဂတ်ကြီးမဟုတ်ဘူးကောင်းမွန်တဲ့အနာဂတ်ကြီးကိုတိဆောက်နိုင်တယ်အတော့မဟုတ်ဘူးဒီဟာကိုအခွင့်ကောင်းယူပြီးတော့ဘဝကိုကြိုးပမ်းအားထုတ်တဲ့နေရာမှာဒီချက်လေးတွေယူပြီးတော့ကောင်းတိုင်းပြည်အတွက်အများပြည်သူကြိုးတဲ့လုပ်နိုင်အောင်ကိုယ့်ကိုကယ်ပေးတဲ့အတူတွေကိုလည်းယေရှုကို ပြုနိုင်ပြီးတော့ကိုကြတဲ့အခါမှာလည်းဘသူတွေမဆိုကူညီနိုင်မဲ့စိတ်ဓာတ်တွေဝင်းမနေကြပါစေလို့ဒီလိုလဲအာဘိစကားပြောခြင်းပါ။နောက်အာဘိစကားပြောခြင်းတာကဘာလဲဆိုတော့ဘလူအခက်ခဲတွေပဲရှိနေတယ်။အရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်ကိုထားစေခြင်း။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗမာတပြည်တဝမ်းလုံးမှာရှိနေတဲ့ပြည်သူတွေအကုန်လုံးကမသေးဘူးတမဲပဲစားပြီးတော့အကြောက်တရားအောင်မှနေကြ။အဲ့ဒီအကြောက်တရားအောင်ကလွတ်မလားဆိုပြီးတော့ လူတန်းနဲ့ချီပြီးတော့ကျွန်တော်တို့တည်တဲ့လောက်ကတော့6တန်းလောက်ရှိတယ်။နိုင်ငံပြင်ပကိုရောက်နေကြတယ်။လူထိုင်းမှာတော့အများဆုံးပဲ။သူတို့လည်းဒုက္ခတွေနဲ့ပဲ။သူတို့မှလည်းဒုက္ခတွေနဲ့ပဲ။ဟိုမှာလည်းငရင်းလုံးတွေသေသေးတယ်ဟိုမှာ။နောက်တစ်ခါသူတို့ကိုနိုင်ကအမျိုးမျိုးသောလာဒုက္ခတွေကိုတိုင်းဆိုးတာကပေးလို့ဖြစ်စေ။နောက်အကျန်တဲ့အဖွဲ့အစည်းတွေကပေးလို့ဖြစ်စေ။စဉ္ညာခံပြီးတွန်းလှန်နေကြ။အဲ့လိုအမျိုးတွေရှိတယ်။ငွေကျွန်တော်တို့ဆိုလည်းပြည်တွင်းမှနေတာ။ဒီနေ့မှဒီနေ့သေးပါပဲ။သူတို့လည်းပဲအများပြည်သူယူပဲ အားကျိုးမှန်တဲ့ပြောဆိုလုပ်ကင်နေရတာအဲ့ဒီလိုအခြေအနေအောက်မှာစိတ်သက်ကိုနည်းနည်းလေးတော့မကြပဲနဲ့ငါတို့ကိုနိုင်ကမှာအများပြည်သူအယူအဆငါတို့လုံဆောင်မှုတာဝန်တွေရှိသေးတယ်လောက်ရပေးရမယ်ဆိုတဲ့စိတ်သက်တည်းလေဒီလိုထားပြီးတော့ရှင်းတန်းနိုင်ကြပါစေလို့ဒီလိုလဲအားပေးစကားပြောပြစီခင်ဗျာကျွန်တော်နောက်တစ်ခုဆက်ပြောချင်တာကဒီမရင်ပေးရောက်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒီတပြည်လုံးကဖြစ်စေတစ်ကမ္ဘာလုံးကဖြစ်စေတစ်ကမ္ဘာလုံးမှာရှိနေတဲ့ပြည်သားရောက်ပြီးတာ ို့လူမျိုးတွေရာဖြစ်စေဝိုင်းဝန်းပြီးတော့တတ်နိုင်သမျှဝိုင်းဝန်းကူညီပေးကြကိုလည်းကျွန်တော်မြစ်တရခံပါတယ်ကျွန်တော်တို့လည်းကူညီပါမယ်နောက်တစ်ချက်ကတော့ပါလဲဆိုတော့ဒီနိုင်ငံတကာကနေကူညီခဲ့တဲ့ကူညီကြတယ်ဝိုင်းဝန်းကူညီကြတယ်လူတွေကိုလည်းပဲအစိုးရအနေနဲ့ပွင့်လင်းစွာပေါ့ဝင်ခွင့်ထွက်ခွင့်ပေးကမ်းထောက်ပံ့ခွင့်ပေးပါတို့စကားစားအစိုးရကိုလည်းကျွန်တော်ဒီနေရာမှာတော့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါရပါတော့ဦးချင်းမြန်းနဲ့မြန်မာအဖို့ဆိုရင်ကျွန်တော် သိရှင်ကြရခဲ့တဲ့ပြည်သူတွေနဲ့အားလုံးစုစည်းပြီးတော့မှာပေါ့နော်။ကျွန်တော်ကျွန်တော်တို့ဒီဘေးဒဏ်သင့်ပြည်သူတွေကိုဝိုင်းဝန်းကူညီကယ်ဆယ်ရမယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှအတိအပြပြောဆိုထားတာဖြစ်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့လည်းဟုတ်ဆိုရင်ကယ်ဆယ်ရေးလုံခြုံရေးပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးနေတာမို့လို့စစ်ကောင်စီအနေနဲ့ပေါ့နော်။ဒီချိန်မှာတော့သူတို့ရဲ့မမနာကိုရှော့ချပြီးတော့မှပြည်သူပြည်သားတွေရဲ့အတဲ့ဝင်စစ်စင်ကိုကောက်ွယ်ဖို့ဦးစားပေးလှုပ်ဆောင်တင်နေတာဖြစ်တယ်။သူတို့ရဲ့စလင်းနဲ့ပစ္စည်းတွေပေါ့နော်။ရရှိဖို့တဲ့အခုဆိုရင် ပြည်သူတွေရဲ့အတဲ့အိုးအိမ်တွေကဘယ်လောက်ထိပေါ့နော်။တိုင်းပြည်အတွက်အရေးကြီးတယ်ဆိုတော့နားလေသဘောပေါက်ပြီးတော့မှ နောက်ပိုင်းမှာတော့သူတို့အနေနဲ့လည်းနှစ်ချာတင်တာပဲဖြစ်တယ်အခုဆိုရင်ပြည်သူအားလုံးကနေပြထမလဲပေါ့နော်တဘောဘေးနံကိုကြက်ကြက်ခိုင်ရင်ဆိုင်ပြီးတော့မှချော်ဖြတ်နေရတာမလို့မကြခင်မှာတော့ကျွန်တော်ပြည်သူပြည်သားတွေအားလုံးဒီတဘောဘေးနံဆိုကြရနေ looking ကြမှာမလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘွန်မိုက်ကွာကြော်မြမြနဲ့ပြတော့မှာပေါ့နော်။ဒီငလင်ဘေးတန်အကြောင်းအမေဆူရဲ့ကြောင့်မှဘယ်လိုမျိုးတွေရှိလာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့ပန်းလေးဆက်တွေပြောထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ လူတွေကိုပောက်တက်ကြရလျှောက်ပြီးတော့ဝါးရဖြန့်ပောက်ကရရလျှောက်ရေးတယ်အဲ့ကောင်ကလူတက်တာနဲ့ပုံကြည့်ကြည့်အဲ့ကောင်ကထောင်းထောင်းထဲကတော့ဖမ်းပြီးမရရအောင်ဖမ်းပြီးတော့ထောင်းထဲချက်ပြန်စာပို့စခုရေးတင်လာတယ်အဲ့ကောင်ကပောက်ကရရထောင်းထဲကထဲပဲဘာလို့လဲမဟုတ်ရင်ဒီလိုပောက်တက်ကြရလျှောက်ရေးပြီးလူတွေကြားထဲမှာဟောတော်တော်လျှောက်လို့တစ်တော်တွေမှာဟိုရေးတင်တစ်တော်တွေမှာလုပ်နေကြပြောလို့ရတယ်တစ်တော်တွေမှာကုဆိုရင်တစ်တော်တွေမှာလျှောက်လို့မရတယ်နိုင်ငံခြားသားတွေကတစ်တော်တွေကတင်ပြီးတော့အာစစ်ကောင်စီစစ်တပ်ကနေပြီးတော့ငလျင်ဖြစ်နေရတာကိုစစ်တပ်ကလေနဲ့ဘုံကျဲနေပါလေဆိုအင်္ဂလိပ်လူပြောပြီးပြောနေတယ်ပြောပြီးတကယ်ပဲလေအဲ့ဒါဖြတ်နေတာနိုင်ငံခြားသားတွေတရင်သားတွေလည်းတရင်သားတွေလည်းဟုတ်မလို့မဟုတ်လားမသိဘူးဘာကောင်းမှလည်းမသိဘူးအဲ့ကောင်ကြီးပြောပြီးဖြတ်နေတာအများကြီးပဲ ဆိုတော့ဒါတွေအကုန်လုံးက NUG နဲ့ဆက်ဆံနေတယ်ဆိုတော့တော်တော်လေးတော့ဟိုအောက်တန်းကြောင်ရောင်ကြီးတာတော့ဒီကောင်တော့ကြောက်ပါလားဗျဒီတအုပ်စုလုံးကကျွန်တော်ဒီတအုပ်တမကြီးလုံးလုံးလိုက်ထွက်လိုက်ကြီးတအုပ်တအုပ်တစုကြီးတအုပ်တမကြီးတစုတစီးတယ်ဒီလိုမျိုးအောက်တန်းကြောက်သွားတာကိုကျွန်တော်ခုမှမြင်ဘူးလားဘောရှောက်ကိုခုမှမြင်ဘူးလားတခါတည်းလူတစ်ယောက်နဲ့အောက်တန်းကြောက်တော့မြင်ဘူးပါလေဒါပေမဲ့လူတစ်ယောက်တစ်ယောက်စိတ်တိုင်းညှုပ်ကန်းတာစိတ်တိုင်းညံ့ဖြင်းတာစိတ်တိုင်းတိမ်ဖြင်းတာနော်အဲ့လိုတော့ကျွန်တော်မြင်ဘူးပါလေကိုယ်တိုင်လည်းအဲ့လိုလုပ်ခံရဘူးပါလေကိုယ်လည်းလာလို့တော့ခံရဘူးပါလေဒါပေမဲ့လူတစ်ယောက်နဲ့လုပ်တာကိုပဲကျွန်တော်မြင်ဘူးကြားဘူးကြုံဘူးတာဒါပေမဲ့ အလုံးလိုက်ခဲလိုက်ကြီးအထွေးလိုက်ကြီးတစုံတုံးထမကြီးအထွေးလိုက်ကြီးတခါတုံးထမကြီးအောက်တန်းကြနေရည်ရောကျွန်တော်ခုတော့အန်ယူဂျီဆိုတဲ့စကလုံးတုံးနဲ့ပေါက်ယူနေလိုက်တာတော်တော်လေးအားနဲ့ပါပါဒီအုပ်စုတော်အားနဲ့ပါနော်ဒါတော့ကျွန်တော်မြင်ရတဲ့ကိစ္စပြောတာပါနော်နောက်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီငလင်ကိစ္စတွေရှုပ်ချက်ခံနေတဲ့အချိန်မှာနော်ဒေါန်ဆတ်စုကြီးကိစ္စကိုလည်းဆွတ်တင်တဲ့လူရှိတယ်တကယ်လဲကျွန်တော်လည်းအားနဲ့တင်ပါတယ်ပထမတစ်ခုကပါလဲဆိုတော့ငလင်နဲ့ပတ်သက်ပြီးဒေါန်ဆတ်စုကြီးကျမ်းမာ မရှိမရှိပါတော့နေပြီးတော့မှကျမ်းမာရတာမသိဘူးအန်ဒီကင်းလာမသိဘူးဆိုပြီးပြောကြတယ်သူသားကပြောတာကသူသားကပြောထားတယ်သူ့မိကျမ်းမာလဲရှိပါတယ်ဆိုတော့သိရတယ်လို့သူကပြောတယ်ဒါတော့အဲ့လိုပြောတဲ့ဂျားတွေကမီဒီယာတွေကဘယ်လိုရေးလဲဆိုတော့တောင်ဆက်သူကြီးကျမ်းမာလဲရှိတယ်ဆိုပေမဲ့သတင်းမထုတ်ပြန်မယ့်နဲ့အမှောင်ချထားတဲ့အတွက်သတင်းမှောင်ချထားတယ်ဆိုရင်ရတယ်ကျွန်စင်းသားလို့ဒါလည်းပြောလို့မရဘူးလေတောင်ဆက်သူကြီးဟိုသတင်းကိုသတင်းမှောင်ချတာလို့ဆိုရင်ရပါတယ်တော်တော်တော့တော်တော်လေးကိုမှပဲဟိုဟိုမီဒီယာတွေကလည်းတော်တော်လေးကြောက်ရအောင်ဒါကြောင့်ခင်ဗျားနိုင်ငံတော်ကတချို့မီဒီယာတွေကန့်တာတာကောင်းနေတယ်တချို့တွေကန့်တာတာကောင်းနေတယ်ဟုတ်လား တော်ဆန်းစီတရင်ကိုအမှောင်ချထားလို့တဲ့တော်ဆန်းစီလုံလုံနဲ့စိတ်ချချက်မှလည်းဆိုရင်တော့အမှောင်ချရတဲ့တန်တရားရှိတယ်ကွာအဲ့လိုလုပ်ရဲအဲ့လိုလေအဲ့တော့သူ့သားကိုယ်တိုင်ကတော့ကျမ်းမာပါလေလို့ပြောနေတဲ့ဂျားလေးရတာဥမာပဲဘာမှမဖြစ်ပါဘူးပြောတဲ့ဂျားလေးအဲ့လိုကြီးတယ်အမှောင်ချလို့ဆိုတော့ဒါဘာအောင်ပြတယ်လို့ဆိုတော့ဒီစစ်တပ်ကိုတမင်ကိုကလူတွေမုန်းစေခြင်းမုန်းသွားစေခြင်းနဲ့ဆိုတဲ့စိတ်နဲ့တမင်ရွေးချက်ရှိခြင်းလုပ်တာအဲ့လိုလုပ်လို့ပြောလို့ရတယ်ဒါတော့ရွေးချက်ပေါ့ဗျာသူ့ရွေးချက်ပေါ့လူတွေရဲ့ဒီမစ္စရာစိတ်ကြီးလူခေါ်တဲ့တကူကောင်းဆန်တဲ့အတ္တစိတ်ကြီးအဲ့ဒီကတထွေးလာထွေးလေပေါ်ပေါ်လာတာဒါတို့တွေ့ရတာဒါတစ်ချက် ကဲကျော်မင်းမင်းပြောတဲ့ပုံစံရတော့ပါနော်စစ်ကောင်စီကနေပြတမခုဆိုရင်ပီတိုရေဒီလိုမျိုးငလင်ပိတဲ့တင်းနေတဲ့အချိန်မှာလေကြောင်းတိုက်ခတ်မှုတွေလှုံ့ဆော်ခဲ့ခြင်းမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုထားတာဖြစ်ပေမဲ့အခုဆိုရင်ပြည်တွင်းမှာရှိတဲ့တော်နိုင်နိုင်ငံခြားသတင်းထောက်တွေကိုယ်တိုင်ကနေပြတမတင်ဆက်ထားတာမို့လို့အဲ့ဒီကိစ္စတွေကဘာပြင်းထီတော်မှရောက်ရှိသွားလို့ပေါ့နော်တော်တော်လေးကိုလောင်မြင်နေတာဖြစ်ပါတယ်။ NUG ရဲ့လုပ်ကွက်တွေဆိုပြတမသူတို့အနေနဲ့ ဝါရဖြန့်ကြောက်ချပြောဆိုနေတာကိုကျွန်တော်တွေ့ရတာဖြစ်ပြီးတော့မှနားတော့ကျွန်တော်မကြခင်မှာတော့မြောက်လိုက်လို့အဆုံးသက်ကိုပြသနေတဲ့အရေးအယံတွေပဲဖြစ်တယ်နောက်တစ်ခုကကျတော့အမေဆွေရဲ့ချမ်းမရင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်မြောက်လိုက်လို့ဘက်ကနေပြီးတော့မှခုဆိုရင်ပုံလင်းမြင်တမှုမရှိဘဲနဲ့ချက်ပြတာတော့မှကျွန်တော်မတွေ့ရဘဲနဲ့ပေါ့နော်အမေဆုနဲ့ကျွန်တော်ဂျန်နဲ့ကျွန်တော်တို့ဒီနိုင်ငံရဲ့ချင်းသားတွေကျမလာပါလားဆိုတော့တော့မှအခုချိန်ထိမထုတ်ပြန်သေးတာပဲဖြစ်ပါတယ်။ဒါအုပ်ကြီးချင်းအဖက်မြောက်လိုက်လို့အဆိုးဟာဆိုရင်ကျွန်တော်ပြည်သူပြည်သားတွေနဲ့ဒီလိုမျိုးပေါ့နော်။ပြည်သူအဆိုးရတွေရဲ့ ကျမရင်းနဲ့သူတို့ရဲ့ဘေးကင်းလုံချုံမှုတွေကိုကမ္ဘာနိုင်ငံတည်တည်ကိုချပြလို့ချင်းမရှိဘူးဆိုတာကျွန်တော်ခုဆိုရင်တွေးနေရတာပဲဖြစ်ပါတယ်။ဒီကြောင့်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပီတိုတွေနဲ့လည်းကိုယ့်ရဲ့မြင်လေးတွေကိုခြားပြေးခဲ့ကြဖို့ကျွန်တော်ဒီညကနေတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဆော်ဘင်းရနေပြီးတော့မှတော်လံပီတူတွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်မင်းတို့မနေ့တနေ့ကမှတာချွတ်တောင်းရန်တော်လံနဲ့သဘောနေဟုတ်ဒီအချိန်မှာမင်းတို့လူသားချင်းကိုချင်းစာချင်းနဲ့မင်းတို့လက်နက်တွေခဏရက်ပြီးတော့မှ အသက်ရှင်ကြံရင်နေတဲ့လူတွေကကို့လူမျိုးတွေတင်းဆုံးသွားတဲ့တောကပင်လေဝင်နေတဲ့နော်ရေဘေးမီးဘေးနော်အစာရေသာဘေးစင်ရဲ့ချင်းတိတ်ဒုက္ခအတိရောက်နေတာကိုမင်းတို့ကအကူညီမယ်မကြံဘူးကူညီဖို့လာတဲ့ကဲတဲ့ရေးဖွဲ့တွေကိုနော်ချင်းချောက်တယ်သခိုင်းမှာအခုဘယ်သူမှသွားမခဲနိုင်ဘူးနော်မင်းဘဝရင်သွားပြောလေမင်းမူပီဒီရက်ကဘုံဆွဲပြီးတိုက်ခိုက်တယ်နော်မင်းတို့လူတွေမဟုတ်ကြသေးလား အဲ့ဒါငါတို့ပြောရမှာမောဟင်းရခွေးရမိုက်တဲ့ခွေးခွေးခွေးမအီသားတွေမင်းတို့သိလားနော်မင်းတို့ကဘာမှခံယူချက်မရှိဘူးတိုင်းပြည်နိုင်ငံလူမျိုးဘာသာတရားကိုယ်နိုင်ငံရဲ့ဒလိဒုံလန်အစဉ်အလာစာပေရင်ကျေးမှုတွေကိုမင်းတို့ကအကုန်စော်ကားခဲ့လို့ငါတို့တိုင်းပြည်မင်းတို့ကြောင့်ဒီလိုဖြစ်တာအတို့ကြောင့်မှမဖြစ်ဘူးမင်းတို့တို့အောက်တန်းသားတစ်တိုက်ကြောင့်ဖြစ်တာနော်ငါတို့တွေမင်းကသွားလူတယ်အနီရာတွေစိမ့်တာတွေဝါတာတွေမသိဘူးအဲ့ဒီတည်းမှာလည်းမင်းတို့အမျိုးတွေလည်းပါခြင်းပါမယ် ေးငါနိုင်ငံသောငါနိုင်ငံသားဆိုတဲ့စိတ်ငါတို့သွေးထဲမှာသားထဲမှာနှလုံးသားထဲမှာနော်ကိန်းအောင်နေပြီသားမင်းတို့နဲ့တော့တခြားကြီးပဲဟုတ်ပြီလားအဲ့တော့လူချင်းဝဲလူစည်းကမ်းကိုနားမလဲတဲ့မင်းတို့လိုအောက်တန်းသားတွေ ਆ လေတပေါ်အဆန်နေပဲဖြစ်မှာနော်အဲ့ဒါကို PDF အပေးဝင်းရထောက်ခံနေတဲ့လူတွေခင်ဗျားတို့လည်း PDF ရဲ့အကြောင်းကိုသိတင်ပြီနော်ကျွန်တော်က PDF တွေကကျွန်တော်တို့ဗမာလူမျိုးတွေမို့လို့ကိုညီကူကိုမောင်နှမလို့ပြောလဲဒီကောင်တွေကခွေးတက်မိုက်တဲ့ကောင်တွေဒီဇော်ဝင်းရတော့အခုချိန်ထိကျွန်တော် PDF တွေကိုစင်ခေါ်ပြောဆိုထားတာပါနော်။မချခင်မှာတော့သူတို့လိုမျိုးပေါ်ပန်းလေးစတွေပြောတဲ့နောက်ဆက်သွဲဖြစ်ကျွန်တော်တို့ကနေပြတော့ပြတာပြရတော့မယ်ချိန်ဖြစ်တယ်အခုဆိုရင်ပြည်သူတွေကဒုက္ခပင်လယ်ဝေပြတော့မှာပေါ့နော်မြေတဆွဲဆွဲနဲ့ကိုယ့်ရဲ့မိသားစုဝင်တွေကိုရှာဖွေနေရတဲ့အချိန်မှာဒီကောင်တွေကအာမနာစတန်းကျွန်တော်တို့ PDF တွေကြောင်းပေါ့နော်အခုလိုမျိုးသဘောကဘေးဒဏ်တွေဖြစ်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ water plan ပြောဆိုနေတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့တော်တော်လေးကိုတဲပေါက်ဖို့လဲကောင်းတယ်နောက်ပြီးတော့မှဒီပေါ်မှာ lobby တဲပေါ့နော်အခုဆိုရင်ဘာသာရေးလူမျိုးရေးတွေနဲ့ ပေါင်းဆက်ပြီးတော့မှကျွန်တော်တို့မြို့ပပြည်သူတွေနဲ့တော်လိုင်းတဖုံနေကြတဲ့မှာသူခွဲအောင်ပြောဆိုနေတာမလို့ကျွန်တော်တွေနဲ့အခုရပန်းရတော့တည်င်းလေးတွေမှာလဲပေါ့နော်ဒီလိုမျိုးကြားနေရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတဘောနေနဲ့တော်လိုင်းဘက်တော့တူဖြစ်တဲ့မာတတဲကနေပြီးတော့မှကျွန်တော်ဒီနေ့မှာတွေ့ရတယ်ပေါ့နော်ပြည်သူတွေငလင်မေးတန်တင်ပြီးတော့မှကဲဆဲတွေလုံးနေတဲ့အချိန်မှာပဲတချို့တွေကရှင်ပြုတ်ပွဲတွေရှင်လောင်းလဲတွေလုံးနေကြလို့သူကနေပြီးတော့မှဒါဖြစ်ထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော်။တဘာဝဒီဆက်စုံနေရှင်။တနည်းအားဖြင့်ပြောရရင် ဒါဘာသာတရားတွေနဲ့လုံးဝမဆိုင်ပါဘူးလူတွေရဲ့နော်ဒေါသတွေလောဘတွေမောဟတွေလည်းပဲဆိုင်ပါတယ်ဘာသာတရားစကားပြောတတ်တယ်ရှင်နော်အဲ့ဒီအချိန်မှာကျမတို့ကဒီအချိန်မှာငြိမ့်ငြိမ့်ချမ်းချမ်းနဲ့ဆူတောင်းပွဲတွေလုပ်ပေးနေရမယ်နော်ဒီလောက်လူအသက်တွေတည်နေရတဲ့ကိစ္စဟိုညို့ညို့တမျိုးကိုဖတ်ပြီးတော့ရှင်လောင်းလှဲ့နိုင်သေးတယ်နော်တစ်တော့မှာအပျော်အပါဗီဒီယိုတွေရိုက်နိုင်သေးတယ်ပျော်ပါနိုင်ကြတယ်မပျော်နဲ့လို့ကျမပြောပါဘူးဒါဆိုကျမတို့ ဒီကျွေးတတ်တဲ့ကောင်တွေကနော်ပြောသေးတယ်ငါတို့ကမပြောင်ရတော့ဘူးလားတဲ့ဟင်းရှင်တို့မပြောင်ရတော့ဘူးလို့ကျွန်မပြောတာမဟုတ်ဘူးရှင်တို့ကကိုငိမ့်ငိမ့်ချမ်းချမ်းအေးအေးဆေးဆေးပျော်လို့ရတယ်ကို့အိမ်မှာကိုဖင်မဲထောင်ကထောင်ကအရက်တောက်လို့ပဲတည်သွားတည်သွားကျမတို့အလုံးမဟုတ်ဘူးဒါတွေကနော်ဒါပေမဲ့ဒီလောက်ဆိုရှယ်မီဒီယာပေါ်မှာပြစ်နေတဲ့ပြဿနာတွေဒီသတင်းတွေကိုစောင့်ဖတ်နေရတယ်နော်ဒီဟာတွေတော့လူတွေကစိတ်ဆင်းရဲနေရတဲ့အချိန်မှာရှင်တို့ post တွေကပို့ပြီးလူတွေကိုအနောက်ရှက်ဖြစ်စေတယ်နောက်ကွာ ခုကျွန်မရောက်နေတဲ့နိုင်ငံမလေးရှားနိုင်ငံဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ဟာနော်နှစ်ကူးဖြစ်တယ်သူတို့ဥပုပ်လာထွက်တဲ့နှစ်ကူးဖြစ်တယ်အဲ့ဒီနှစ်ကူးရက်မှာနှစ်မကူးနိုင်မယ်နဲ့အသက်ဘေးအန္တရာယ်တောင်ကြုံရနိုင်တယ်ကျွန်တော်မြန်မာနိုင်ငံအတွက်တွားပြီးတော့ဒီနိုင်ငံအစိုးရဝန်ထမ်းတွေကတွားပြီးတော့အသက်ဆုဆံများကယ်ထုတ်ပေးနေကြတယ်တခြားနိုင်ငံတွေကလည်းလာပြီးတော့ကယ်ပေးကူပေးနေကြတယ်အဲ့ဒီအချိန်မှာရှင်ကျွန်တော်လူမျိုးတွေကခုလူမျိုးဖြစ်တဲ့မူရင်းလူမျိုးတွေကနော် ပျော်ပြပါဗျပြီးတော့အလူအတန်းနေလုတ်ဗျရှင်လောင်းနေလှက်ဗျရှင်တို့ခွေးလုတ်တောင်ဆောက်အသိဉာဏ်မရှိဘူးတခြားနိုင်ငံကခွေးတွေကျမတို့လူတွေရဲ့ကျမတို့လူမျိုးတွေရဲ့အသက်တွေကိုလာကယ်နေကြတာရှင်တို့မြင်လားရှင်တို့အဲ့ဒီခွေးလုတ်တောင်အသိဉာဏ်မရှိဘူးကျမပြောလိုက်ရှင်တို့ခွေးတွေလောက်တောင်အသိဉာဏ်မရှိဘူးနော်ကျမဒီနိုင်ငံရေးစကားတွေကိုကျမပြောတယ်ကျမတခါမှမစဲဘူးကျမဒီတခါတော့စဲပြတယ်ရှင်တို့ကမင်းအွန်လိုင်းနဲ့အတူတူပဲမင်းအွန်လိုင်းလိုရုံမာတဲ့လူတွေပဲရှင်တို့လူအကုန်လုံးလीသိလား ခုချိန်မှာဘလို့မှတခြားလူရဲ့ခံစားမှုတခြားလူရဲ့မျက်ရည်တွေယူမတတ်ခံစားနေရတာပြီးတော့ကျွန်တော်တို့ဒီငလင်ပြက်ကြောကြီးရတယ်ကျွန်တော်တို့မြန်မာနိုင်ငံရို့ထိုးခွဲထားတာချင်းအဲ့ဒါပြက်ကြောအရင်ဆုံးရဲ့တဲရရှိနေတယ်ပြက်ကြောចောင်းကြီးပဲအဲ့ဒီပြက်ကြောចောင်းကြီးဟာကျွန်တော်တို့နိုင်ငံအလေတက်တယ်ယူအလေတက်တယ်ယူမှာထိတ်ထိတ်ရှိတယ်အဲ့တော့အဲ့ဒီငလင်ရေးတာជីជីမမဆက်လုပ်ခဲ့မယ်ဆိုကျွန်တော်တို့နိုင်ငံတော်ပျောက်သွားနိုင်တယ်ရှင်တို့နားလေလား နိုင်ငံတကာပညာရှင်တွေတဘာဝဘေးအန္တရာယ်ထိန်းသိမ်းနေတဲ့ပညာရှင်တွေနော်ဖတ်နေတဲ့ပညာရှင်တွေပါရဂူတွေကအခုမြန်မာနိုင်ငံကစိုးရိမ်ဆုံးဇုံအမတ်အမြင့်ဆုံးအခြေအနေမှာရှိနေတယ်လို့ပြောလာကြလေရှင်ဘာလို့ရှင်တို့လူလုံးနားမလည်ကြရတာလဲ ဲဒီမှာမတဲတဲပြောတာတော့ရှင်းတယ်နော်ကျောင်းရနိုင်ငံကနေပြည်တော်မှတော့မှအကူညီပေးပြီးတော့မှကဲဆယ်လို့နေတဲ့အချိန်မှာတချို့တလေတွေရပါဘောနော်အေးသုံးပါချိန်ခေါင်းနားမလဲပဲနဲ့အခုဆိုရင်ဒီလိုမျိုးရှင်ပြပွဲတွေရှင်လောက်လဲတာတွေလုပ်နေကြတော့ကျောင်းရချစ်လိုက်မယ်ဆိုတော့တော်တော်လေးကိုရင်နာဖို့ကောင်းတာဖြစ်ပါတယ်သူများနိုင်ငံကလူတွေကတော့ဘယ်လိုမျိုးတွေထင်မလဲတော့မသိဘူးဘောနော်ကျောင်းရအခုဆိုရင်ဒီကျွန်တော်တို့ပြည်သူတွေကိုပြိမိနေတဲ့အကြမ်းတွေကနေပြည်တော်မှကဲဆယ်တာတွေလုံးဝမရတဲ့တေးပန်းနဲ့ဘောနော်အခုချိန်ထိစူးစမ်းပန်းစားနေလို့နေတဲ့သူတွေပြည်တော်မှနိုင်ငံခြားနေပြည်တော်မှတော့မှဘောနော် ကျွန်တော်တို့ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့အဖွဲ့တွေများစွာရှိနေတဲ့ကြားထဲကနေပြီးတော့မှဒီလိုမျိုးပျော်ပြလေးတွေကိုခဏရှောင်ကျဉ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေဝမ်းနဲ့ပူဆွေးနေရတော့မှာနော်အားလုံးအထူးခံစားဖို့အခုဆိုရင်တိုက်တွန်းပြောဆိုနေကြတော့တွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့အခုဆိုရင်ငလင်မေးတန်ကြောင်းပါနော်နေပြည်တော်မှာလည်းစခွေးလောင်းတွေပုံနေတဲ့ဆိုပရမပြောဆိုလာတဲ့ရေဘော်ရှင်လေးဗီဒီယိုလေးပဲဖြစ်ပါတယ်။ရေဘော်ရှင်လေးဘယ်လိုမျိုးတွေပြထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကျွန်တော်တို့ 28ရက်နေ့မှာပဲနောင်ချိုကိုလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတယ်တိုက်နေရင်ဒစီအဲ့ဒီငလင်ဒဏ်နဲ့အတူပါသွားတာပါအဲ့ဒီတိုက်နေရင်လည်းပျက်စီးသွားခဲ့ရတယ်ဒါကောင်းလိုက်တာဒီပေါ်အတွက်အစ်စ်ပြင်ဆင်ထားတယ်တိုက်နေရင်နှစ်စင်းလဲပျက်စီးခဲ့တယ်ဒါဆိုရင်တော့စုစုပေါင်းတိုက်နေရင်3စင်းကျွန်တော်တို့ရရှိထားပါပြီကျွန်တော်တို့กินစရာမလိုပဲနဲ့ငှက်กินတော့မလိုပဲနဲ့ရလိုက်တဲ့ ဒါဖိုးတန်တဲ့ပစ္စည်းတွေပါဟုတ်ကဲ့ပါလေကြောင့်တက်ခတ်ရေးအတွက်ပြင်ဆင်နေတဲ့အဲ့ဒီလေရင်ကိုကူညီပေးနေတဲ့ကားတစ်စီးပြီးတော့လေကာကားနှစ်စီးအဲ့ဒီကားနှစ်စီးအဲ့ဒီအလုံးပေါင်းစုပေါင်းကား၃စီးဟာလဲပဲအဲ့ဒီလေကြောင်းကျွန်တော်တို့အဆောက်အုံငလင်တန်ကြောင့်ပြူချသွားတဲ့အချိန်မှာအဲ့ဒီကားကိုမောင်းပေးနေတဲ့အပေါင်းအပါလေးခေါင်ရင်ပေါင်းလေးခေါင်လဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ် ကောင်းလိုက်ဒါဆိုရင်တော့တိစုံမှုတွေပို့ပြီးတော့ကြာရဖို့ရှိပါသေးတယ်ဆိုတော့လေတန်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီကျွန်တော်တို့ပြည်လန်းနဲ့ပတ်သက်ပြီးတော့ထိခိုက်ထိခိုက်ခဲ့တာတွေလည်းရှိပါသေးတယ်ဒါအုပ်လေတက်ကကျွန်တော်တို့ဒါပြည်လန်းချောင်းမြောက်ဖက်ကျွန်တော်တို့လေရင်ပြည်လန်းကြောင်းဟာတော့တော်တော်လေးကိုပျက်စီးသွားတဲ့အခြေအနေတစ်ခုဖြစ်ပါကြောင်းနဲ့တောင်ဘက်လေရင်ပြည်လန်းကြောင်းကလည်းပျက်စီးမှုရှိနေပါကြောင်းကိုကျွန်တော်မိဘတွေကိုပထမဦးစွာအသိပေးလို့ပဲဒါကြောင့်ကျွန်တော်ပြောတာ ကျွန်တော်ပြည်သူတွေတဦးချင်းစီတိုင်းပြစ်လို့လိုက်တဲ့မြားသင်းဟာကျွန်မဖတ်စစ်ခွေးတက်ရဲ့လေရင်မှုတွေကိုလေတက်လို့သားတွေပဲသူတို့ရဲ့မိသားစုဝင်တွေရဲ့ရင်ကိုဖောက်ပြီးတော့ခွဲနိုင်ခဲ့တယ်ကျွန်တော်ပြည်သူကိုရပောင်းများစွာလာပောင်းများစွာနှစ်ပောင်းများစွာတပ်ဖြတ်ခဲ့ကြရတဲ့ကောင်းပြီအခုဖြစ်စဉ်ကလည်းနောင်ချိုးကိုလေချောင်းကဘုံကျဲဖို့အတွက်ပြင်ဆင်နေတဲ့တိုက်လေရှင်မှာငလင်ဒံတွေချားရဲမှာပျက်စီးခဲ့ရတာ ခုဒီမှာရဲဘော်ရှမ်းလေးပြောတလို့ပဲပေါ့နော်ဒီငလေးမေးတဲ့အကြောင်းစစ်ကောင်စီနင်းနဲ့ပြည်သူကိုတတ်ဖြတ်ဖို့လှုံ့ဆော်နေတဲ့လေချောင်းကပစ္စည်းတွေဟာဆိုရင်ပစ္စည်းသွားတာပြမစခွေးတချို့လဲအဲ့မှာပဲပေါ့နော်ဖွဲ့ချင်းပြေကိုမျောစာဖြစ်သွားတယ်လို့ကျွန်တော်သိရတာဖြစ်တယ်ဆိုတော့ကျွန်တော်ဘက်ကနေပြမချီတတောင်းတောင်းမကုန်မနဲ့ခုဆိုရင်တဘောဘေးရန်ကပြန်ပြီးတော့မှ ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြစ်ပေးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုလိုမျိုးပေါ့နော်ပြည်သူတွေကိုဆက်လက်ပြတော့မှယုံမာနေဦးမယ်ဆိုတော့ဝက်ဆိုတော့နောက်ဘက်မကူဘူးဆိုတဲ့တိုင်ခုဆိုရင်သူတို့နေနဲ့ပြန်ပြတော့မှကံကံရဲ့အကျိုးကိုခံစားနေတဲ့ပဲဖြစ်ပါတယ်သူတို့ရဲ့ခွေးဥကြီးဖြစ်တဲ့မြောက်လိုင်းကတော့အခုဆိုရင်လည်းပေါ့နော်နိုင်ငံတကာကနေပြတော့မှသူတို့အနေနဲ့အခုညီတွေရရှိဖို့စူးစမ်းနေပြီမဲ့ကျွန်တော်တို့ပြည်သူတွေကလည်းပြတော့မှအမှန်တရားသိရှိထားလို့ဝိုင်းဝန်းပြတော့မှ speak out လုပ်နေတဲ့အချိန်မှာပဲမကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြည်သူတရားလုံးဝိုင်းဝန်းစုပေါင်းအားနဲ့ နေငလင်ဘေးရနဲ့တဘောဘေးနဲ့မျိုးရင်ဆိုင်ကျော်လာပြတော့မပီတူအလုံးလိုချင်နေတဲ့တော်လည်းအောင်ပွဲပန်းတိုင်စီကိုအရောက်ချီတင်နိုင်တော့မယ်ဆိုတဲ့အကြောင်းပြောနေတယ်။ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြပပီတူများလို့ထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြတော့မှတဘောဘေးအန်တဲ့မျိုးမျိုးနဲ့မျှော်လိုက်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။